တန်အန်တမတော် DNL ကလက်လွတ်ဖို့သဘောတူထားတဲ့မိုးကုတ်မြို့တွေကိုစစ်ကော်မရှင်တပ်ရဲ့စစ်ကားအစီးရေတရားဝန်ကျင်ဝင်ရောက်လာပြီးတဲ့နောက်ရပိုင်းအတွင်းမှာပဲမိုးမိတ်ဘတ်နဲ့အနီးဝန်းကျင်နေရာတွေကိုစစ်ကြောင်းထိုးမှုတွေစတင်လာပါတယ်။ဒါကြောင့်မဲဆေးရဲသင်းမှမှုတွေဖြစ်ပေါ်လာပြီးနိုဝင်ဘာ30ရက်ညပိုင်းမှာတော့မိုးကုတ်မိုးမိတ်အကြားကတနေရာမှာတော်လိုင်းတက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်းကာကွယ်တပ်တစ်ခုနဲ့ KIA ဘက်ကအတည်ပြုပြောပါတယ်။ လက်ရှိမိုးကုံးမြို့ရဲ့နေထိုင်သူတယောက်ကလည်းဒီသတင်းကိုအတိပြုပေမဲ့မိုးကုံးမြို့ဝင်းကျင်မှာဒီဇင်ဘာ၁ရက်နေ့အထိတိုက်ပွဲတွေဖြစ်နေသလားဆိုတာကိုတော့သူ့အနေနဲ့အသေးအချာမသိရကြောင်း DVV ကိုပြောပါဗျာ။တိုက်ပွဲအသေးစိတ်တော့မသိဘူးဒါပေမဲ့အတန်တော့ကြားရတယ်နေ့လေလောက်ကနေအဲ့လို၄၅ချက်လောက်ပြီးနှစ်နာရီလောက်ခြားပြီးသွားရင်တစ်ချက်တစ်ချက်အဲ့လိုပဲကြားရတယ်ပြီးခြားတော့မတဲခွဲဘူးပေါ့ကျွန်တော်တို့နေတဲ့နေရာနဲ့အဲဒီရဒီနေ့ကတော့တီတီတယောက်မှမတွေ့ဘူး သူတို့ကင်းလဲလဲဆိုတာလေဟိုလိုကြီးလဲတာမဟုတ်ပါဘူးသူတို့အဲ့ဒီចောင်းကြီးရှေ့နားမှာကားရရထားတွေ့လိုက်တယ်အဲ့ဒါပဲရက်နဲ့ကြီးတန်လို့ယူဆရတဲ့အတန်ပဲတိုက်ပွဲဖြစ်တယ်ဆိုတော့လူထင်းရရတော့ကျွန်တော်တို့ဒီဟိုပါဘောလူနေတဲ့အဲ့မြို့ပေါ်နေရာတွေလားလို့တိကျမသိရဘူးပေါ့မိုးဝမြို့နာကအခြေရွာလေးခုထပ်မင်းထဲမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ပြည်တွင်းသတင်းဌာနတချို့ကရေးသားနေကြတာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့မိုးကုတ်ပါလာဖားနဲ့မန္တလေး PDF တွေစီကို DVB ကဆက်သွယ်မေးမြန်းပေမဲ့မိုးကုတ်မိုးမိတ်ကိစ္စနဲ့ပတ်သက်လို့မပြောလို့သေးကြောင်းအကြောင်းပြန်ပါတယ်။တစ်ဖက်မှာလည်းမိုးကုတ်မြို့ကိုစစ်ကွန်မရှင်တပ်တွေရာသွားပြီဆိုပေမဲ့မိုးမိတ်မြို့ကိုတော့ဒီဇင်ဘာ၁ရက်နေ့အထိအလုံးစုံမထိန်းချုပ်နိုင်သေးကြောင်းစစ်ရေးရင်းမြစ်ကပြောပါတယ်။ကရှင်လွတ်လပ်ရေးတပ်မတော် KIA ကလည်းမိုးမိတ်ကိစ္စနဲ့ပတ်သက်လို့ PDF တွေတိုက်ပွဲဖော်လာရင်အခုညှိပေးမယ်အကြောင်းမီဒီယာတွေကိုထုတ်ပြောထားပူပါတယ် အဲ့ဒီမုံမုံမေးကိုကျွန်တော်တို့ကာကွယ်လို့ရတယ်မရဘူးဆိုတာသိရနဲ့ပတ်သက်တာဖြစ်ပါတယ်ကျွန်တော်တို့ဒီရင်ဌာနအနေနဲ့တော့အဲအဲ့ဒါကိုသူတို့သူကျွန်တော်ပြောစရာမရှိပါဘူးเนาะဒါပေမဲ့တခုရှိတာကတော့မုံမင်းမြို့ကတော့ကျွန်တော်တို့နဲ့ဆက်ဆက်နေတဲ့နေမည်ဖြစ်ပါတယ်ဆိုတော့အဲ့ဘက်မှာတက်ပွဲတွေကြီးလာလို့ရှိရင်တော့ကျွန်တော်တို့စီမှာလည်း အဲဒီရဲမှုကတော့ဖြားခတ်မှုတော့ရှိမှာပါဒါကြောင့်ကျွန်တော်တို့လည်းအဲစီးရဲ့အခြေအနေအရကတော့တင်းမာတဲ့နေမျိုးတော့ဖြစ်တယ်လို့ကျွန်တော်ပြောလို့ပါတယ်ဟုတ်ကဲ့စစ်ကောင်မရှင်တပ်တွေဟာမိုးကုတ်မြို့တွေကစေးရုံကြောင်ကြီးအပါအဝင် မြို့ပေါ်နဲ့အရင်သူတို့နေဘူးတဲ့နေရာတွေမှာတက်ဆွဲထားသလိုလက်နက်ကြီးတွေပါတက်ဆင်ထားပြီလို့ဒေသခံတွေကပြောကြပါတယ် ဒီလိုအခြေအနေတွေကြောင့်မိုးမိတ်မြို့ကန်အတော်များများအပြင်မိုးကုတ်မြို့ကန်၃ပုံ၂ပုံကျော်လောက်မြို့ကိုစွန့်ခွာသွားကြပြီးတချို့ရက်ွက်တွေမှာဆိုရင်လူ၁၀ရောက်ဝန်းကျင်တသာလောက်ပဲအိမ်ဆောက်ကျန်တော့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ TNL နဲ့မဟာမိတ်တွေကမိုးကုတ်နဲ့မိုးမိတ်မြို့တွေကို၂၀၂၄ခုနှစ်ဇူလိုင်လထဲမှာသိမ်းယူခဲ့တာဖြစ်ပြီးတနည်းကျော်အကြာမှာတရုတ်အစိုးရရဲ့ဂျာဝင်ဖိအားပေးမှုကြောင့်ပြန်လည်လက်လွတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပါ။ဒီကိစ္စအရင်နဲ့ပတ်သက်လို့ TNL ဘက်ကလူတုနဲ့မီဒီယာတွေကို အသေးစိတ်အသိပေးတာတော့မရှိသေးပါဘူးကျွန်တော်စိုးသူအောင်ပါ